မကွေးတိုင်းမြို့ခရိုင်ဆလင်းမြို့ကအထက်က1 Grade 10ကျောင်းသူတယောက်ကို Grade 12ကျောင်းသားတယောက်နဲ့တငယ်ချင်း၃ယောက်တို့ကအထပပြုကျင့်ပြီးဗီဒီယိုရိုက်ကလူမှုကွန်ရက်မှာဖြန့်ခဲ့ရဆိုတဲ့သတင်းကမှန်ကန်ကြောင်းနဲ့ကျွလွန်သူတွေဘက်ကငွေနဲ့ကြေးဖို့လာရောက်ညှိနှိုင်းနေကြောင်းဒေတာခန်တွေကတည်ပြုပါတယ်ဒီဖြစ်စဉ်မှာကျွလွန်ခဲ့သူလူငယ်၄ယောက်က3900နဲ့ကြေးဖို့ညှိနှိုင်းနေပြီးကျွလွန်ခံရသူကျောင်းသူနဲ့မိဘတွေကိုတော့ ငွေယူပြီးလက်ရှိနေထိုင်ရာချင်းတီဦးရွာကနေပြောင်းရွှေ့သွားဖို့ပြားပေးကန်နေရတယ်လို့ဖြစ်စဉ်ကိုသိရှိထားတဲ့စလင်းဒေတာခန့်တယောက်က TVB ကိုပြောပါတယ်။ဖြစ်စဉ်ကဟုတ်တယ်ဒါပေမဲ့သူတို့အကောင်ကြီးသားသမီးတွေပါနေတော့သူတို့အုပ်ထားတာတဲ့ငွေနဲ့ညှိတာတဲ့။အမလေးရယ်ဆရာကြီးကမှာတောင်းလို့ရယ်ဆရာကြီးကနေစီတုံရောရယ်ဘင်းခုနေရယ်ညှိရုံပေါ့။ ဟုတ်ကဲ့300နဲ့ကြည့်ရတော့မှပဲမရပါဘူးတဲ့ဟိုဟာ300လောက်ပဲရတယ်တဲ့400လောက်ကပြီးရကြရတာနေအဲ့လိုတော့ခုထွက်နေတယ်ဆရာတော်ကော်မတီမိပါဒီဟာလက်မခံမှုဆိုတဲ့အနေသားရှိတယ်ဒါကမလို့သူတို့ရဲ့ဖီးယားတွေနဲ့ဝိတ်တွေနဲ့နှိမ့်ရတဲ့အခါတော့ဒါကိုယူပြီးတော့နေပြောင်းသွားမယ်ဆိုတဲ့အနေသားတော့ရှိတယ်ပလီစီရေးတော့ပေါ့လေအပြစ်ကြီးလို့နဲ့ကျောင်းသားလေးတွေရဲ့ဦးလေးကျောင်းစီကဝင်နှိမ့်နေတယ်ဒီတဲ့ရင်းနေရာမမှန်ကန်ကြောင်းစစ်တပ်နဲ့နေဆက်သူတွေကပြန်လည်ညှင်းဆုံနေကြပြီး

ကြောင်းမှာညနေဖြည့်ရှင်းရတာပြီးတော့ပါလေတော့သူမဟုတ်ပါဘူးကအဲ့ဖြစ်စဉ်နေမဟုတ်ပါဘူးတိုက်ဖို့မှာရေးတာကြီးမဟုတ်ပါဘူးမဟုတ်ပါဘူးမဟုတ်ပါဘူးကာကန်ရှင်တွေကိုတော့မြည်ကြည့်လို့ရပါလားအဲ့တော့ကျွန်တော်ပြီးပြီးကြပြီးတာမပြီးတာမပြီးကျွန်တော်အမှုမဖွင့်ဘူးဒါမှမဟုတ်ဘူးတော့ကြောင်းတက်နေကြတာပြီတရားဥပဒေအရပြစ်မှုကျွလွန်တယ်လို့ယူဆရင်တရားရေးလမ်းကြောင်းအရမှန်မှန်ကန်ကန်စစ်ဆေးရေးယူရမှာဖြစ်ပေမဲ့လက်ရှိဖြစ်စဉ်မှာအနာအလွဲသုံးစားလောက်ကတရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက်ကြောင့် ဥပဒေကြောင်းအရတရားမျှတမှုရနိုင်မှာမဟုတ်ဘူးလို့တရားလွှတ်တော်ရှင်တွေတယောက်ကလည်းမှတ်ချက်ပြုပါတယ်။အဲ့ဒီကျူးလွန်တဲ့သူတွေအကုန်လုံးဒီအသက်မပြည့်သေးတဲ့သူအသက်16နှစ်အောက်တွေဖြစ်တယ်ဆိုလို့ရှိရင်ကလေးတွေငယ်ဥပဒေတိုင်းဆက်ပြီးသွားမယ်။အဲ့တော့သူဒီအဲ့တော့3.6နဲ့လည်းဖြစ်နိုင်တယ်။နောက်တစ်ခါရာသီကြီးဥပဒေပုံမှန်ပါပြဋ္ဌာန်းချက်တွေနဲ့ညှီဆွင်းရင်ညှီဆွင်းတဲ့ဥပဒေပုံမှန်တစ်ခုခုနဲ့တရားစွဲခံရမယ်။ဒီလူမှုကွန်ရက်ပေါ်မှာတင်လာဖြစ်တဲ့အတွက်ဆက်သွယ်ရေးဥပဒေပုံမှန်တွေက သူတို့ကျူးလွန်တဲ့ကျူးလွန်မှုပေါ်မှာမူတည်တဲ့အပေါ်မှာတစ်ခုခုနဲ့တရားစွဲခံရမယ်။ကျူးလွန်ခံရတဲ့သူဒီတာမန်လူတန်းသားဖြစ်နေတယ်။အဲ့တော့ဒီအာနာရှိတဲ့သူတွေကအာနာနဲ့ဖိတယ်။ပြီးတော့ငွေချင်းနဲ့ထပ်ပြီးတော့ကာဗာလုပ်တယ်ပေါ့နော်။အကာအကွယ်ယူတယ်ပေါ့။ဒါပေမဲ့တစ်ဖက်ကဒီပေါ်မှာဥပဒေအတိုင်းဆက်ပြီးတွောင်းကျင်နေဆိုလို့ရှိရင်ဒီကလေးမိဘတွေနဲ့ရောဒီကလေးနဲ့ရောအခုလိုခကြီးတဲ့မှာအာနာယူတွေရဲ့အာနာလက်တလုံးကြားလုံနေတာနဲ့ပတ်သက်လို့ရှိရင်ဘလူနီးနဲ့မှာ ဥပဒေပြန်ရဖြစ်မှာမဟုတ်ဘူးကျူးလွန်ခံရသူအသက်15နှစ်အရွယ် grade 10ကျောင်းသူနဲ့ကျူးလွန်မှုကိုဥဆောင်သူလို့ယူဆရတယ် grade 12ကျောင်းသားတို့ဟာချစ်သူကြီးစားတွေဖြစ်ကြပြီးကျောင်းသားကသူ့ရဲ့မွေးနေ့ကိုလာရောက်ဖို့စလင်းမျိုးကထိချိပြားကိုချိန်ပြီးအခုလိုဖြစ်စဉ်တွေကျူးလွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ကျွန်မဝေပါ thank you